ိုက်ပွဲတွေကြောင့်ဒဝင်းမျိုးပုံကိုဆက်ပေးရှောင်လာသူပုံများလာတဲ့အတွက်မြို့ထဲမှာအရင်ကထဲအင်ကားရပိုခက်လာတယ်လို့အင်ကားနေသူတို့ကပြောပါတယ်။အခန်းလိုအပ်သူများလာပြီးငားမက်ခန်းအရေးအတွက်နေတာအင်ကားခစည်းကြီးလာတာရှိပြီးသားအင်ကားအခန်းတွေတွေကိုဖြိုဖျက်ပြီးအကွက်ရိုက်ပြန်ရောင်းချနေတာတွေကြောင့်အင်ကားရပိုခက်လာတယ်လို့ဆိုပါတယ်။အခန်းတွေတွေနဲ့ငားတဲ့ဆယ်ပေပတ်လည်းအခန်းကြီးထဲမှာမိသားစု6ဦးနေထိုင်ရပြီးပူကျဲတဲ့အခန်းကို ပြောင်းချင်ပေမဲ့အင်ကားခအစမတန်မြင့်တက်နေတဲ့အတွက် မပြောင်းရွှေ့နိုင်သေးဘူးလို့ဒူအမျိုးလက်ဝဲကျော်ရက်ကွက်မှာအင်ကားနေထိုင်တဲ့အမျိုးသမီးတဦးကပြောပါရတယ်။ဆက်ရှောင်းတွေများလာပြီးနောက်ဇော်လာပါမပတ်ကစလို့အိတ်ရှင်တို့ချို့ဟာအိတ်ခန်းကားခတွေဈေးပို့တောင်းလာခဲ့ပြီးဈေးပို့ပေးမှ15မဲ့ဆိုတဲ့အခြေအနေရောက်လာခဲ့တယ်လို့မြို့ခန့်အင်ကားတချို့စီကသိရပါဗျာ။အရင်ကအိတ်ခန်းတွင်းလျှောက်ပြီးအခန်းကားဝတ်ဆောင်မှုပေးနေသူတို့ချို့ဟာအခန်းတွဲတွေကိုဖျက်ပြီးမြေဝဲမဲ့သူတွေကိုရောင်းတာတွေရှိလာတဲ့အတွက်မူလအခန်းကားနေသူတွေကအခက်သက်စကြရတယ်လို့ဆိုပါဗျာ။ 2016ခုနှစ်မှာအိခန်းငါကတလ3000ကျပ်ဝေါ်ကျင်ရှိတာကနေ2018မှာကျပ်9000ဝေါ်ကျင်အဲဒီကနေအခု2025မှာတော့ကျပ်3000ကျော်အထိမြင့်တက်သွားတယ်လို့ဆိုပါတယ်ငါရခစီတက်လာတာအိမ်ခန်းရှာရခက်လာတာစားတဲ့အခက်ခဲစိတ်ခေါ်မှုတွေကြောင့်မြို့ကအိမ်ငါတွေအတွက်တော့နေစရာခက်ခဲနဲ့တနေ့တခြားကြုံလာရတယ်လို့တခြားတစ်ဖက်မှာလည်းအိမ်ငါခစီတက်လို့ဆက်မငါနိုင်တော့ပဲနေရပြန်လာနေကြတဲ့စပေးရှောင်းတွေလည်းရှိနေပါသေးတယ် တဝဲခရိုင်ထက်ရှိမြို့နယ်၄မြို့စလုံးမှာတိုက်ပွဲတွေပုံမပြင်းထန်လာနေပြီးတိုက်ပွဲဧရိယာထဲကြာရောက်နေတဲ့ဂျေးရော်တွေကငွေကြေးတန်းနိုင်သူတွေကတော့မြို့ပေါ်ကိုပြောင်းဆွေခြေချနေထိုင်လာကြတာပါ။